saving နဲ့ investing ဆိုလို့ရှိရင်မဘယ်ရာပုံပြောမှာ power ကြီးမလဲမှာ investing က power ကြီးရေစုတာအနေနဲ့အားလုံးစုံထဲမှာရှိတာတကယ်တော့ investment လုပ်တယ်ဆိုတော့ဒီငွေကစဉ်းစားလဲပတ်နေတာအဲ့တော့ငွေအရှင်ဖြစ်နေတော့ကြာတော့ပို့ပြီးတော့ဒါတက်လာပဲတက်လာဖို့ပဲရှိ investment လုပ်မယ်ဆိုတော့ရွေးချက်တစ်ခုနဲ့စုမယ်ဆိုရင်တော့ကောင်းတာပေါ့လေဒါကတော့အခြေခံပေါ့နော်ဒီလိုစောင့်ထဲရလို့ပဲ တယ်ပုံတပုံစုတာကအင်ဟောင်းကြီးပဲမဲ့ဒီနေ့အထိတော့အသုံးဝင်နေသေးပါပဲပေါ့နော်အဲအဲ့ဒါလေးကိုပြောချင်ပါတယ် safety နဲ့ investment ဆို investment ကဘူပါဝါကြီးပါတယ်ဒီငွေနဲ့ဝယ်မရတာကြီးတပုံကြီးလို့ပြောလိုက်ကြပါမယ်ငွေရရင်ကြတော့လူတွေကဘာကြောင့်ပျော်ရတာလဲမှာ ဝေးဆိုတာ tools တခုလေးပေါ့ကျော်ရွှင်မှုကိုလဲလှယ်ရမှာပဲဖြစ်ဖြစ်ပေါ့အပန်းချေစကန်းလေးတခုတတရာလေးသူများတွေအရန် trend ဖြစ်ပြီးသွားနေတဲ့နေရာလေးမလို့လှလို့ကိုလည်းသွားကျင်နေဆိုရင်ငွေကြေးမရှိဘူးဆိုရင်သူပျော်နိုင်ပါ့မလားမပျော်နိုင်တော့ဘူးလေငွေရဲ့နောက်ကသူတို့လိုချင်တဲ့ lifestyle မျိုးရလို့သူတို့ပျော်နေအလုံးအတွက်ကပျော်ရွှင်စရာမဟုတ်ဘူးဆိုပေမဲ့လို့ငွေရတော့အင်အားတစ်ခုတော့ဖြစ်တာပေါ့ဆရာမဘဝတစ်ချောင်းမှာဆိုလို့ရှိရင်ရောငွေကြေးကိုအစိုးရအောင်စီမံခဲ့ပြီးတဲ့အခြေအနေမျိုးပေါ့ရှိခဲ့လားရှင့်ရှိခဲ့ပါလေအယောင်ွယ် ေးတယ်ပေါ့နော် income ကိုကြီးလိုက်လို့ရှိရင် active income လုံးဝငွေဝင်မယ်ငွေချင်းနဲ့ပတ်သက်တာတွေလေးလာလေးလာလာတဲ့အခါကျတော့အဲမတို့မိသားစုစီမံခံွဲနေတာတွေမှာ passive income ဆိုတာကိုမတို့မရှိခဲ့ပါလားပေါ့အဲ့ဒါကိုသွားတွေ့အဲ့ရလူကြီးတွေလည်းပြောကြတယ်ဆွေးနွေးတယ်ဒါပေမဲ့သူတို့လက်မခံဘူးဒီကောလူရသူရနဲ့နေနေတာနေရာတစ်ခုနဲ့နေနေတာငါတို့ဒီလိုလောက်လာလို့အဲအဲ့ဒီမှာပြီးလို့ရတော့ ဖွင့်လန်းတွေကိုမြင်လာတဲ့အခါမှာအိမ်နဲ့ညှိရပြူရတာမှာအဲ့ဒီစီးပွားရေးပိုင်းနဲ့ဆိုင်ရာမှာ တော်တော်လေးကိုညှိနှိုင်းရတာတော်တော်ကိုဒါဒုက္ခရောက်ခဲ့တာပေါ့လေနော်အခုနောက်ပိုင်းတော့တော်တော်တော်အဆင်ပြေသွားပါပြီပေါ့ကိုရီးယား active income နဲ့လည်းစီမံခန့်ခွဲတဲ့အခါမှာဘလောက်ကြီးလဲငွေကြေးသောကမရှိဘူးဆိုဆိုရုတ်တရက်ပေါ့နော် emergency case တွေဖြစ်လာတဲ့အခါကြလို့ရှိရင်တော့နည်းနည်းစိတ်ပူရတယ်စိတ်လှုပ်ရှားရတာဖြစ်တယ်အဲ့ဒီဟာတွေပါတစ်ခါလေဖြည့်ရှင်းပြီးသားဖြစ်သွားတာပေါ့နော်ခုနောက်ပိုင်းမှာကြတော့လေ